အခုပြပေးမယ့်အခန်းဒီအခန်းလေးကတော့ဒါဈေးနှုန်းကတသိန်းပါတသိန်းအခန်းလေးကနည်းနည်းလေးတော့တေးတယ်ပေါ့နော်ဒီခန်းကတသိန်း၃တောင်းပါဒီခန်းမှာလည်း facility ကတော့ဒီလိုမီးပလက်ခုံရဲ့မီးတီးရဲ့ဂရင်တုံးရဲ့ပါပါမယ်ဒီအဆောင်မှာတစ်ခုအကောင်းဆုံးအချက်ကမီးရ24နာရီရပါတယ်ဒါမီးရပြတ်တယ်ဆိုတော့ရမန်ရခါ7မိနစ်15မိနစ်လောက်ပဲပြတ်တယ်လို့အဆောင်ပိုင်းရှင်းပြောပါတယ်အဲ့တော့မီး24နာရီရတယ်ဆိုတော့အချက်ကအရန်ကောင်းတဲ့အချက်ပါပဲရှင်ဒီ၃ဟာအဆောင်တွေကကြတော့တသိန်းတသိန်း2000တသိန်း3000တသိန်းခွဲတွေရှိပါမယ်အဲ့တော့နောက်ထပ်အခန်းလေးလိုက်ပြပေးပါမယ် အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ဘုတ်ကလေးစေးလမ်းပေါ်မှာရှိတဲ့အမျိုးသမီးတီးတန့်အဆောင်အသစ်စက်လေးတခု vlog လိုက်ရပြရရှိပါရရှင်အဲ့တော့ဒီအမျိုးသမီးတီးတန့်အဆောင်လေးကဒါဘုတ်ကလေးစေးလမ်းပါပေါ့ကုံတယ်လမ်းနဲ့ကန္နာလမ်းချောင်းမှာရှိပါတယ်အဲ့တော့ဘုတ်ကလေးစေးလမ်းပေါ်မှာဆိုရဲအခါကျတော့ဒီကုံတယ်လမ်းပေါ်ထွားမယ်ဆိုလို့ရှိရင်ဒါဘုတ်ကလေးစေးခမုံပွင့်ရရှိရမယ်ဆိုတော့ပြီးတော့ဘုတ်ကလေးစေးလည်းရှိတယ်ဆိုတော့ဒါဈေးဝယ်ရပါညာအရန်လည်းအဆင်ပြေတယ်ပြီးတော့မှတ်တိုင်နေနေဆိုဘုတ်ကလေးစေးမှတ်တိုင်လည်းရှိမယ်ပန်းဆိုးလည်းမှတ်တိုင်လည်းရှိမယ်ဟိုဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်ဒါလမ်း90ဘုတ်ထောင်ကန္နာလည်းရှိမယ်ပေါ့နော်အဲ့တော့အဲတွိုင်းလိုက်ရတော့ပြောစရာမလိုဘူးအဲ့တော့အဆောင်ကတော့ဒီတိုက်ပါဒီတိုက်ရဲ့ ဒါ၃ွာနဲ့၄ွာပေါ့နော်အဲ့တော့အဆောင်ထမ်းနေသွားကြည့်ကြပါမယ်3လောက်ညင်ရောက်လာပါပြီ3လောက်မှာဆိုလို့ရှိရင်အာဒါလေးတော့တယောက်ခန်းပါဒီခန်းလေးညာဆိုလို့ရှိရင်ဈေးနှုန်းကတစ်သိန်း2000ဖြစ်ပါတယ်အာဒီအကောင်းမှာတော့မီလီတစ်လုံးပါမယ်ပေါ့နော်ပြီးလို့ရှိရင်ကဒင်းပါပါမယ် ခန်းလေးကတသိန်းနှစ်တောင်ပါဒီအခန်းလေးကကြာတော့ဒါဒီခန်းကကြာတော့ခုနအခန်းသက်ဆိုင်နည်းနည်းလေးပို့ပြီးကြံပဲပေါ့နော်ဒီခန်းကကြာတသိန်းသုံးတောင်ပါဒီခန်းမှာလည်း facility ကကြာတော့ဒီလိုမီပလက်ခုံရဲ့မီတီရဲ့ဂရင်တုံးရဲ့ပါပါမယ်အဲဒီဆောင်မှာကြာတော့ဈေးနှုန်းကတသိန်းရတယ်ဆိုပါတသိန်း800တောင်ထိဒါဈေးနှုန်းက5မျိုးရှိရပေါ့နော်ဒီသုံးဟာအဆောင်တွေကကြာတော့တသိန်းတသိန်းနှစ်တောင်တသိန်းသုံးတောင်တသိန်းခွဲတွေရှိပါမယ်အဲ့တော့နောက်ထပ်အခန်းလေးလိုက်ပြပေးပါမယ် ဒီခန်းကတော့တသိန်းသုံးသောင်းပါဒီတသိန်းသုံးသောင်းနဲ့အခန်းဆိုလို့ရှိရင်တော့ကိုပါကိုဒီစပွဲလေးတွေပြီးတော့ပစ္စည်းတွေပိုင်းထားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးတော့ပစ္စည်းပိုင်းဆက်ပါတယ်ဒီအခန်းလေးလည်းတသိန်းသုံးသောင်းပါပဲအခုပြပေးမယ့်အခန်းဒီအခန်းလေးကတော့ဈေးနှုန်းကတသိန်းပါတသိန်းအခန်းလေးကတော့နည်းနည်းလေးတော့တေးတယ်ပေါ့နော်အကရင်တစ်လုံးတော့ပါပါမယ်မီးသီးရယ်မီးပလက်ခွန်ရယ်ဒါ facility တွေကအတူတူပါပဲရှင်ဒီအနောက်ကအခန်းဒီအခန်းကကြတော့ဒီအခန်းကတသိန်းပါပဲ ဒီဘက်ချမ်းမှာနာဖေးဝရဏာရှိမယ်ပေါ့နော်နာဖေးဝရဏာကဟိုဘက်ချမ်းမှာလည်းတစ်ခုရှိသေးတယ်သူကအခန်းကပြောရမယ်ဆိုလို့ရှိရင်ဒီတလွာလုံးပေါ့နော်အလဲကနေပြီးတော့အခြားထားမှာပါပဲနဲ့တစ်ဆက်တည်းဖြစ်နေတာပေါ့နော်အခန်းအဲကြောင့်မလို့အခန်းကတော်တော်ကြီးကျယ်ပါတယ်ဒီဘက်ချမ်းမှာကတော့ toilet ပါ toilet ကတော့ရိုးရိုး toilet ပါပဲဒီဘက်ချမ်းမှာကတော့ရေချိုးခန်းရှိပါမယ်ရေချိုးခန်းမှာအပေါ်တိုင်ကြီးပါမယ်စီပိုင်းလည်းရှိပါတယ်ကျိုးကလည်းမဆိုးကြဲလို့ပြောလို့ရပါတယ် အဆောင်ရေချိုးခန်းမှာတော့စီကန်လေးကတ်ထားပါရဲ့အဲ့ဒါကတော့နနက်6နာရီနဲ့10နာရီအတွင်းဒီရုံးသားချိန်မတိုင်ပြီးတော့အဝတ်လျှော်လို့မရပါဘူးဆောင်မှာတခုအကောင်းဆုံးအချက်က မီးရ24နာရီရပါတယ်ဒါမီးရပြတ်တယ်ဆိုတော့ရမန်ရန်ခါ7မိနစ်55မိနစ်လောက်ပဲပြတ်တယ်လို့အဆောင်ပိုင်းရှင်းကပြောပါတယ်အဲ့တော့မီး24နာရီရရဲဆိုတော့အချက်ကအရန်ကောင်းတဲ့အချက်ပါပဲရှင်ပြီးလို့ရှင်ဒီအဆောင်မှာဒါ wifi လည်း24နာရီရမယ်ပေါ့နော်ပြီးလို့ရှင်တော့ရေဝုန်းမီးဘွားလည်းအပီးစီးတရားမှထပ်ပြီးတော့ပေးစရာမလိုဘူးပြီးတော့လာချင်းပေးပေါ့နော်ဒါမဲ့စပွားကတော့2000ပေးရပါမယ်အကိုကအကြောင်းဆုံးတရားတစ်ခုခုချောင်းမနေဖြစ်တော့ဘူးဆိုလို့ရှင်တော့အဆောင်ပိုင်းရှင်းကိုတပတ်ကြိုပြီးပြောပြရင်တော့ရပါပြီအဲ့တော့နောက်ထပ်ဒီအခန်းလေးပြပြပါမယ်ဒီအခန်းလေးကတော့သူကတသိန်းခွဲပါ ဒီခန်းကတော့ဒီအဆောင်မှာပေါ့နော်ဒီသုံးလမှာရှိတဲ့အဆောင်မှာတော့အကျယ်ဆုံးအခန်းပါပဲကြောက်ရဲနေမယ်ဆိုလို့ရှိရင်တော့ကောင်းကောင်းနေလို့ရပါတယ်ဒီအခန်းလဲတသိန်းခွဲပါပဲဆိုပါဦးသူ့ဘာလဲသူတို့ကျဲကျဲတော့ကျဲပစ္စည်းပါတော်တော်ထားလို့ရတယ်ဟုတ်ပါချမ်းပါတသိန်းခွဲအခန်းတကန်ထပ်ရှိပါသေးရဲ့ဒါကတော့နောက်ထပ်တသိန်းခွဲအခန်းမှာဒီကန်းဆိုလို့ရှိရင်ဒီဘက်မှာလဲပစ္စည်းတွေထားလို့ရတယ်ပေါ့နော်ဒါဒီဘက်ကတော့ဒါကဒင်ပေါ့ ကဲအခုတော့ဒါ၃လွှာအခန်းလေးကိုရိုက်ပြပေးပြီးသွားပြီဆိုတော့ဥမာနောက်ထပ်၄လွှာအခန်းတွေလိုက်ပြီးရိုက်ပြပေးရမယ်။၄လွှာမှာဆိုလို့ရှိရင်တော့၁၃,၀၀၀နဲ့အခန်းလေးနဲ့ရှိပါတယ်။အားကြောင့်မလို့ဗီဒီယိုလေးကိုဆက်ပြီးကြည့်ပေးကြပါအောင်။အခုကတော့၄လွှာပါ။အတော့လွာအခန်းတွေထဲစာလို့ရှင်တော့ဒီလေးလွာအခန်းတွေကပို့ပြီးတော့ကျေပါတယ်ဒီအခန်းကကြတော့ဒီခန်းကတော့အခုနောက်အောက်ကအခန်းတွေရောတူတူပဲပေါ့နော်ဒီခန်းကြီးကကြတော့တသိန်းခွဲပါ ဒီမှာချမ်းသာကတော့အခန်းကျယ်ရှိပါတယ်ဒီအခန်းကတော့ပုံမှန်ဆိုတော့ဒါ၃ယောက်နေကြတာပေါ့နော်ဒါပေမဲ့ဒါကတော့တယောက်ခန်းပါဒီအခန်းကတော့၂သိန်းပါဂဒင်ကတော့ဒီအဆောင်မှာနေမဲ့သူကလိုချင်တော့ဂဒင်ထည့်ပေးမယ်လို့ပြောပါတယ်ဒီအခန်းကတော့ဈေးနှုန်းက၃သိန်းခွဲပါဒီအခန်းကတော့၂သိန်းပါရှင်ဒီလွာရဲ့ဒီဘက်ချမ်းမှာရှိရပါတော့အဲဒီထိတ်ခန်းလေးဆိုလို့ရှိရင် သူကဟိုပတင်းမောက်လည်းနှစ်ခုတောင်ပါတော့အလင်းရောင်လည်းကောင်းအောင်ရရပေါ့နော်ဒီအခန်းကကျတော့ဈေးနှုန်းက3,800တောင်းပါအလင်းရောင်ကောင်းအောင်ရခြင်းတဲ့သူတွေကတော့ဒီအခန်းမှာငှားနေလို့ရပါတယ်ဒီအခန်းလေးရဲ့ဈေးနှုန်းကတော့2,000ဖြစ်ပါရဲ့ရှင် ကဲအခုကတော့ဒါဘုတ်ကလေးစင်းလမ်းမပေါ့ကုန်တယ်လမ်းနဲ့ကန္နာလမ်းကြားမှာရှိတယ်ဒါ license ရအမျိုးသမီးတည်တဲ့အဆောင်တစ်ခုကို vlog ရပြပေးခဲ့တာဖြစ်ပါတယ်ရှင်ဒီဆောင်မှာဆိုလို့ရှိရင်ဒါရေဖို့မိဖို့ကလည်းအပီးအစီဒါသဘောငွေဆိုလဲ2000ပဲပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်လာချင်းပေးလဲဖြစ်တယ်ပြီးတော့ထမင်းဟင်းလဲချက်စားလို့ရတယ်ဆိုတော့ပြီးတော့အဲ့ဒါအပြင်မှာအစင်းနဲ့တိုင်ပေးတည်ရဆိုတော့အရင်မှာအစင်ပြည့်အဆောင်ဝင်ဖြစ်ပါတယ်ရှင်အဲ့တော့ဒီအဆောင်မှာနေဖို့တယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ အခုပြလာတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါရှင်ဒါဥမာတို့ကပေါ့နော်ဒီရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်ဒါအဆင်ပြေပြေနဲ့နေလို့ရအောင်ဒါကိုယ်တိုင်ကိုကြအချိန်ကုန်ခံပြီးတော့အဆောင်လိုက်ရှာစရာမလိုအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒါတက်တက်ရိုက်ကူးတင်ဆက်ပေးနေရမှာဖြစ်ပါရဲ့ရှင်အဲ့တော့ဒီနေ့ဘလော့လေးကဒီလောက်ပါပဲရှင်နောက်ဘလော့မှာပြန်တွေ့ပါမယ်